ချင်းမြောင်းဒေတာကအစပြုတ်ခဲ့တဲ့တစ်တုံညာနှစ်ခုဆစ်ဆင်ရေးနောက်ပိုင်းကနေ2025ဧပြီလ9ရက်နေ့အထိနိုင်ငံတော်မှာတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း68မြို့အထိရှိလာတယ်လို့ BNI မြန်မာ Peace Monitor ကထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီမြို့တွေမှာရှမ်းမြောက်ဒေသမှာ24မြို့၊ရခိုင်ပြည်မှာ23မြို့၊ရှမ်းပြည်နယ်မှာ16မြို့၊ကရင်ပြည်နယ်မှာ14မြို့၊ကရင်ပြည်နယ်နဲ့ရှမ်းတောင်ပြည်နယ်မှာ6မြို့၊စကိုင်းတိုင်းမှာ6မြို့၊မန္တလေးတိုင်းမှာ4မြို့နဲ့ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းမှာ4မြို့တို့ဖြစ်ကြပါတယ်။ ရှမ်းမြောက်မှာရှင်းရွှေဟိုဖောက်ဆိုင်ကျူကုတ်ပန်ဆိုင်တိန်နေမုံကိုကွန်းလုံမိုထိုင်ကုံကျန်းမိုင်းလုံနက်ဆန်နန်ခမ်းမဲတုံနမတူမိုင်းငိုလောက်ကိုင်ကွက်ခိုင်ဟိုပန်းပန်လုံမပိန်နောက်ရှိုးမိုမိတ်လောက်ရှိုးနဲ့ကြောင်မဲအပါဝင်တီပိုးမျိုးတို့ဖြစ်ကြပါတယ်ရခိုင်ပြည်မှာဆိုရင်တော့ပေါတုံမျိုးတောက်ပြိုမျိုးမင်းပြားကြောက်တုံမရာဦးကန်ထောက်ကြီးမြေပုံမအီပုံနာကျွန်းရံပြေရတိတောင်စနေဘူးတိတောင်တန်တွဲကျိန်တလီတောက်ကုတ် ်းလွေးရွာမှာမောက်တိုးခမောက်ဆိုင်မြင်းလွတ်အန်တက်တောင်နဲ့ကွာမျိုးတို့ဖြစ်ကြပါတယ်။ကချင်ပြည်နယ်မှာဆိုရင်လည်းစင်ဘောမျိုးလှဒုတ်ဖုံရံလွေကျေစွန်ခရာဘုံစဒုံမိုးမောက်ရှိဖွေဆို့လိုပန်ဝါဖီမိုကန်ပိုက်တဲ့အင်ဂျင်ရံနဲ့မန်စီတို့ဖြစ်ကြပါတယ်။ အဲ့ဒီလိုပဲရှင်းပြင်းနေမှာမကွီအိန်နုံရီကိုတာရေစွာ ဝေဘူးလာ ဆုံခွားနာရိတ်ပလဝါစမိန်ဂျင်တွေဂျီခါတွင်းစံမတူပီလိုက်လင်ပီမင်းတက်ကံပက်လက်အပါဝင် ဖလန်းတို့ပါဝင်ပါတယ်ကင်းရီပြင်းနေတဲ့ရှမ်းတောင်ဒေသတွေမှာဆိုရင်လေမေဆေမိုးပြေနမ်းမေခုံရွာသေမိုးရှိရှာတုံမြို့နဲ့ ကရင်ပြည်နယ်နဲ့ပဲခူးအခြေတိုင်းမှာလည်းမုံမျိုး၊ကြိုက်တုံမျိုး၊ဖားပွန်း၊လက်ကစ်ကိုမျိုးတို့ဖြစ်ကြပါတယ်။စကိုင်းတိုင်းမှာတော့ခါပက်၊ရွှေပြည်အေး၊မော်လူး၊မြို့သက်ပန်လီဘူး၊အင်းတို့တို့ဖြစ်ပြီးမန္တလေးတိုင်းမှာစင်ကူး၊မိုးကုတ်၊တကောက်၊တပိတ်ကျင်းမျိုးတို့ဖြစ်ကြပါတယ်။ အဲ့ဒီလိုပဲ BNI မြန်မာ Page Monitor ရဲ့မှတ်တမ်းတွေအရ2025 match လ16ရက်ကနေ25ရက်နေ့အထိနှစ်ပတ်အတွင်းမှာစစ်ကောက်စီတန်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF LDF တွေတိုင်းရင်းသားလက်နက်ကိုင်တုံ့ပြန်ရေးအဖွဲ့ CERO တို့အကြတိုက်ပွဲဖြစ်ပွားမှုစုစုပေါင်း68ခုရှိခဲ့တယ်လို့ဆိုပါတယ် တိုင်းနယ်ပြည်နယ်အလဲနှိုင်းရှင်ကြည့်ပါကကရင်ပြည်နယ်ဟာတိုက်ပွဲဖြစ်ပွားမှု20ခုအထိရှိခဲ့ပြီးအများဆုံးဒေသအဖြစ်တွေ့ရှိရတယ်လို့ BNI အစီရင်ခံစာကဆိုပါတယ်။ BNI မြန်မာ Peace Monitor ရဲ့မှတ်တမ်းတွေအရ2020ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2025ခုနှစ်မတ်လ25ရက်နေ့အထိဆရာနာသိန်းကာလအတွင်းမှာမြန်မာနိုင်ငံတဝန်းလုံးမှာတိုက်ပွဲဖြစ်ပွားမှုစုစုပေါင်း6083ခုအထိရှိခဲ့ပါတယ်။